မိုင်းရီအောင်ဖြစ်ပါတယ်ဆိုင်နာမေကတော့ဟောစစ်တေရခိုင်သူနေတာလိုက်ကဘာဆိုင်ဖြစ်ပါတယ်ရှင်ဟောယူဇနာစစ်တလန်လဲမပေါ်မှာပဲအာဈေးလဲမပေါ်မှာပဲဖွင့်ထားပါတယ်ရှင်ဟောကျမတို့ဒီဆိုင်မှာကဘာကိုအတိအကျထားပြီးတော့ရောင်းချင်တာပေါ့နော်ဒါပေမဲ့အစားတုံးဆိုတော့ဟောလူတွေတိတော့အောင်လို့မိုးတွေနဲ့တွေးပြီးတော့ရောင်းလိုက်တယ်ပေါ့နော်အဲကဘာကလေးဆိုတော့ကဘာကြော်အဓိကရောင်းချင်တဲ့ပထမဆုံးကဘာကြော်ကြော်တဲ့အခါမှာဟိုဟာဘောနော် အတိအရဲ့အစုံရင်ပြီးအဟိုဟာမဆလာနဲ့မွေးမွေးလေးအဲ့မဆလာလေးကတအားကိုထူချတာပေါ့နော်ဒီကမဆလာလေးနဲ့မတူဘူးပေါ့ဟိုအိန္ဒိယကထုတ်တဲ့မဆလာလေးကိုအာကျမတို့ဒီမှာရောင်းမယ်ဆိုပြီးတော့တခါလေးတဲဝင်လာတာပါအနေလေးကမွေးနေတာပဲပေါ့နော်အဲ့ဟိုဟာကျေသားနဲ့စားဖို့လားဝက်သားနဲ့စားဖို့အကုန်ရပါလိမ့်ရှင့်အာကျဲဥရေဟိုဟာဝဲဥချောင်းတော့ပါတော့ပေါ့နော်အဲ့လိုနဲ့အကုန်စားလို့ရပါတယ်အရေးတောင်းလေးပါဟုတ် ဘလို့ကော်ချလဲဆိုတော့ဟိုကမဆလာနဲ့မွေးမွေးရေငရုတ်သီးဆက်ဆက်လေးရေပေါ့နော်အိန္ဒိယလိုစသလိုမျိုးပေါ့အဲ့လိုမျိုးအနယ်လေးမွေးမွေးလေးရတယ်လူတွေကစချက်စဲပေါက်တာပေါ့နော်ဟာမွေးလိုက်တာအနယ်လေးတွေကအဲ့လိုဆိုတော့ဟိုအတိရဲစုံစုံလေးတွေပေါ့နော်အရင်ဥနီလေးကပေါ့ထူချတဲ့ဟာအဲ့လိုမျိုးအမဆလာလည်းကတော့အရင်ကိုတကယ်ကိုကောက်ပါတယ်အဲ့အနယ်ကဟုတ်ဈေးနှုန်းကတော့တပွဲကို3000တဲပါပဲဟောဝက်သားနဲ့စားစားကျက်သားနဲ့စားစား စစ်တေမှာဟိုအမေတိုင်းရေးစခင်းရှိမှာဟိုနေတာလိုင်းဆိုပြီးတော့အဲ့ကောင်မလေးဖွဲခဲ့ပါလေရှင်ဟုတ်အဲ့မလေးအရင်ရန်ကောက်ခဲ့ပါလေရှင်ဩဆိုင်ဖွဲခဲ့ပုံလေးကတော့ဟိုကကျွန်မတို့စစ်ချောင်လာတယ်ဆိုတော့ပေါ်တော့ယူဇနာလေးမှာကဘာဆိုင်မရှိသေးဘူးပေါ့ဒါနဲ့ဟာဒီကဘာဆိုင်လေးဖွဲလိုက်ရင်တော့ဒီမှာတော့ဟိုကကောင်းပါပေါ့နော်သူများတွေလည်းဟောမစားရသေးသူတွေလည်းစားရမှာပေါ့အဲ့လိုဆိုပြီးတော့ကျွန်မလေးအဆင်ပြေတာပေါ့နော်အဲ့လိုဆိုပြီးတော့ဖွင့်ပြခဲ့တာပါရှင့်ဟုတ် ကြိုးစားနေသေးပါချင်းဟောဖိတ်ခွင့်ရှင်ပါလေချင်းမစားဖို့လေးတွေကြတော့အာလာပြီးတော့နေမလားအားပေးကြပါဦးလို့ဟောအဆင်ပြေပြေလေးနဲ့အာလုပေးမှာပါလို့နော်အာအကောင်းဆုံးဖြစ်အောင်တော့သူတို့လုပေးမှာပါလို့ဟောကျွန်မတို့ဆိုင်ကိုလေလာလေဖို့ဖိတ်ခေါ်ပါလေချင်းခေါင်းစည်းကဘာစားဖို့ဆမဲကဘာစားဖို့ဖိတ်ခေါ်ပါလေချင်းဟုတ်ကဲ့ဩကဘာကျော်စားရတဲ့အချိန်ကတော့ဟောအာနှစ်နာရီကနေစားပြီးတော့ညဖက် ခွင့်ရပေးတော့မရှိပါဘူးရှင်အခုတော့မရှိသေးပါဘူးရှင်အော်တလင်းကနေနေကနေဟိုဟာစနေနေ့ထိရပါလိမ့်ရှင်။အော်ဆိုင်လင်းငယ်လေးကတော့ဟိုဟာယူဇနာမျိုးတော့ဆေလင်းအဇေလန်မပေါ်မှာပဲရှင်ရောက်ပါလိမ့်ရှင် ဟုတ်။အခဲနယ်ဘက်ကတရားနေ့အခဲနယ်ဘက်ကတရားနေ့ပါရှင်ဟုတ်။အော်ကဘာကျနေမှာဟောကစားရတဲ့တွေကတော့ဟာအရင်ကောင်းတာပဲကဘာကျော် အာမစားဟုလို့စားရအရင်ကောက်တာအရင်ကြိုက်ပါတယ်ဗောနော်အာနောက်တစ်ခါလေးလာစားမေဗောအဲ့လိုဆိုပြီးတော့ဟောဝဲတာပါတယ်အဲ့ဒါသမင်းရှင်တွေကိုလေးကျေးဇူးတင်ပါတယ်လို့လာစားတဲ့သူတွေကိုလေးနော်ဟောကျေးဇူးတင်ပါတယ်ရှင်